ဲ့လို skin care တွေ body body facial တိတ်ပြီးတော့မလုပ်ဖြစ်ပါဘူးအဲဒါပေမဲ့အစားအသောက်ကတော့ငငယ်လေးကဟိုတိုင်းသူဖြစ်တဲ့အတွက်လိုငပိစားလို့ရှင်တို့စရာအများကြီးစားတာပေါ့အရွက်တွေပေါ့နော်သီးရွက်အများကြီးစားတယ်တို့စရာဆိုလို့ရှင်အိမ်မှာငပိရနေစားမဲ့နေဆိုရင်ဟိုတေချာလုတ်တဲ့နေဆိုလို့ရှင်တော့တို့စရာ15မျိုးလောက်ကိုစားတာဆိုတော့အမှားနဲ့အရွက်တွေအသီးနှံတွေတော်တော်စုံနေပြီအဲညညရိုက်နေရလဲ ဟိုသူများတွေကကြည့်လို့ရှင်လေဟဲ့ဒီအမေကတော့သူ့သားကိုညတိုင်းရိုက်ခိုင်းတယ်လို့ထင်တာဟုတ်ဘူးကိုယ်တနေ့လုံးပင်မန်းလာတော့ဒါပေမဲ့ညတိုင်း तू ကရိုက်မယ်ဆိုတော့သူ့ရဲ့ script နဲ့ तू ကအဲ့မှာ director तू က action ဆိုမှကိုကတေးဥဆောင်သွားတာပြီးရင်အဲ့မှာဘယ်မှတ်တိုင်ညရင်မိမိကသားကိုဖုန်းခေါ်ဆိုလဲခေါ်ပေးရသေးရခါကျရင်ရိုက်နေနေကိုကမေ့သွားတယ်ဆိုရင်ကက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 ်ဟာကက်မမေအဲ့နာအဲ့လိုပြောရမှလေဘာလို့မပြောရလဲဟုတ်ကဲ့ပြောလိုက်ပါမရှင်းဆိုပြီးတော့အဲ့လိုပြန်ပြီးတော့လောက်ရတယ်။အာဘီ တားလိုက်မယ်သားဟုတ်အာနဲတက်ပြီလားတက်ပြီတက်ပြီတက်ပြီဟာပါပဲပါကပါက36အ36မတက်ပြီဟာကိုအချစ်မရလိုက်တယ်မြင်မတော့မယ်မြင်အော်အဲ့ကြောအော်ကြောရက်သွားလာအေးတက်ဟေးဘက်စကစီရရဲ့ဘဝပြင်းမှန်းပါတယ်သူကကလေးဖြစ်တာရဲ့အပေါ်ရန်လေးတခုပဲအဲ့လိုအဲ့လိုမျိုးနေအတွက်သူတကယ်ကို reality life ကိုသူမသိသေးလို့သူကအဲ့လိုမျိုးဘယ်မှတ်တမ်းရဘူးဘာဖြစ်မလဲအရန်တနေ့လုံးပြန်မန်းတဲ့အချိန်မှာပြန်ရတဲ့အချိန်မှာလူကအရန်မောပန်းနေပြီအဲ့အချိန်မှာလည်းဟိုအရန်ပြန်မန်းတဲ့အချိန်ဆိုရင်တတိယပို့ပြီးတော့ထားခတ်တယ်ကွာအဲ့အချိန်မှာကပိုင်းနိုင်လည်းဖြစ်နိုင်တယ်မျိုးစုံလည်းဖြစ်နိုင်တယ်ပြန်ရတဲ့အချိန်မှာအိမ်ကနေပြီးမှတ်တမ်းရနေအိမ်ကိုပြန်ရတဲ့အချိန်မှာလည်းအများကြီးဟိုစိတ်ဖြစ်ဖို့တော့လိုရာရှိရပါဘို့ဒါပေမဲ့လည်း transportation နေနဲ့ဒါကလောလောဆယ်ကအဆင်ပြေဆုံးနဲ့ဈေးသက်သာဆုံးဖြစ်နေတဲ့အခါကျတော့အလုံးကို ထုံငုံပြီးတော့ဒါပဲစီးကြတာပေါ့လေနော်ပါကားလာပြီလေ38လာပြီအစီးလိုက်မယ်ဟုတ်လားဟုတ်တယ်အဘက်အိမ်ဘာကားရောက်လဲဆိုတော့74 38 60 36 36အဲ့ဆယ်လေးစီ38 38စီ okay 38စီအင်းကျက်တယ်တက်တာအော်ထားရမှာပဲလားအော်အော်ကျေးဇူးတင်ပါတယ်အမြဲတမ်းထိုင်မပြီးတဲ့အတွက်အာဒီနေ့က the east အတွက်ရိုက်တာပါရှင်ဟုတ်ကျွင်ကားပါ ွင်ငါပါကိုရီးယားဂျာဂျာအလက်ပေါ့တကယ်တော့ကြီးနေပါပြီအော်ပျော်ဖို့ကောင်းတယ်စိတ်ချမ်းသာတယ်ရှူတင်မအစားတောက်တွေလည်းကောင်းတယ်နောက်တစ်ခုကကျတော့စီညာရင်နဲ့ရဲ့ကာကျတော့မီချိုးလို့ဆိုလဲငငယ်ရဲ့မီချိုးတချင်းနေရာစားအပ်ပေးခဲ့ရပါတော့အမကတော့မဆင်ကတော့ပြောစရာမလိုပါဘူးထူတာကိုရီးနဲ့အများကြီးကားရည်လည်းအများကြီးစုံမှုတယ်ဒါပေမဲ့အားသာချက်တွေကဘာလဲဆိုတော့ဒီချိန်ထိဒီရက်ထိရဒါကကိုယ့်ရဲ့အမရဲ့ အမေချို့ဆိုအမေရွယ်ပေါ့နော်သူတို့စီကနေကိုရဲ့တင်ယူရတော့မယ်ဆိုတော့ရိုက်ရတာလည်းမျိုးပေါ့ဟိုကဝန်စင်းဝန်ကက်လိုမျိုးပေါ့နော်ဆိုတော့အရန်ပြီးတော့ကလေးတွေပေါ့ကလေးရယူရတော့ယူနဲ့ရေမုံလေးကလည်းမျိုးထက်ငယ်တယ်ဒါပေမဲ့ယူနဲ့ကစုံဘူးရေမုံလေးတော့မစုံဘူးပေါ့ဒါ first time ပေါ့ဒါပေမဲ့ပြဖို့ကောင်းတယ်အားလုံးကပျော်ရွှင်ရွှင်ချစ်ချစ်ခင်ခင်နေပဲတက်တက်ကြော့ကြော့နေပေါ့နော် ဓိကတော့သူ facial ရယ်ဒီပြောဟိုဘော weight weight loss ဖြစ်တာရယ်ပေါ့နော်အဲအဲ့ပြီးတော့ spa ရယ်ပေါ့အဲ့မှာမှာじゃသူက weight loss မှာဘာကောင်းလဲဆိုတဲ့အခါじゃသူကဟိုနှိပ်ပြရလေနှိပ်ပြီးတော့အစီချပြရယ်ဆိုတော့အဲ့လိုဇိမ်ကြက်ကြနဲ့အစီချမယ်ပေါ့ကွယ်နော်ဆိုတော့အဲ့ဒါလေးအဲ့ဒါလေးကိုစိတ်ဝင်စားနေတော့ဟုတ်သွားလို့ပို့လဲရှိပါတယ်သဘောကျပြန်နောက်တစ်ခါကျတော့အဲ့လိုတနေရာထဲမှာ spa လည်းရှိတော့ကောင်းတယ်လေနော်။ဘာလို့ဆိုအခုလိုမျိုးပြင်ပန်းတဲ့အချိန်ဆို shooting ကပြန်ပြီးတော့သွားပြီးတော့အဲ့လိုမျိုးအနားယူရတာမျိုးကျတော့ ဘယ်လိုပြောမလဲကိုတနေ့လုံးပင်ပန်းခဲ့တမယောဟိုသူကစိန်ကြက်ကြနဲ့ကြမ်းမာပြီးတော့ဟိုလှပအောင်လို့လုပ်ပေးရပါဘူးအရင်ကောင်းပါဟောအဲ့ဟာတကယ်တော့အမှန်တမ်းပြောရရင်မျိုးက skin care body lotion မလေးဘူးအဲ skin care လင်းရလည်းပြင်းတယ်ပြင်းတယ်အဲ့ဘယ်တိုင်းပြောရင်တော့အဲ့လိုတပတ်မှ skin care တိချာလင်းတာ၃ရက်လောက်ပဲလင်းတာ အဲ့လိုအခုဒါဒါမဲ့အဲ့လိုပေါ့ shooting ရှိရဲ make up လင်းရမယ့်အချိန်မျိုးမှာဆိုရင်တော့တေချာလင်းပါတယ်။များသောအားဖြင့်အဲ့လိုမျိုး spa သွားပြီးတော့အဲ့လိုအဲ့လိုအချိန်မျိုးမှာတော့အဲ့လိုဇင်ယူတာပေါ့နော်။အဲ့လိုအချိန်မျိုးမှာပို့ပြီးတော့အပြည့်လုပ်ဖြစ်တာများပါတယ်။ကျွန်တော်ကပုံမှန်တော့တိတ်ပြီးတော့အဲ့လို skin care တွေ body body refresher တိတ်ပြီးတော့မလုပ်ဖြစ်ပါဘူး။အဲဒါပေမဲ့အစားအသောက်ကတော့ငငယ်တွေကဟိုတိုင်းသူဖြစ်တဲ့အတွက်လိုငပိစားလို့ရှိရင်တို့စရာအများကြီးစားအောင်အရွက်တွေပေါ့နော်အသီးအရွက်အများကြီးစားတယ်တို့စရာဆိုလို့ရှိရင်အိမ်မှာ အဲငပိရနဲ့စားမဲ့နေ့ဆိုရင်ဟိုတေးချလုတ်တဲ့နေ့ဆိုလို့ရှိရင်တော့တို့စီက15မျိုးလောက်ကိုစားတာဆိုတော့အမှားတည်းအရွက်တွေအသီးနှံတွေတော်တော်စုံနေပြီဆိုတော့အဓိကအသီးအနှံအရွက်တွေကိုမင်းများစားတယ်အဲ့ဒါကြောင့်လည်းပါမယ်နောက်ထပ်တော့ note အရင်ကြိုက်တယ်နောက် note လည်းကြိုက်တယ် pen note လည်းအရင်ကြိုက်တယ်အဲ့ဒါတော့သူ့အဖိုးဖွားရဲ့သူ့အတော်ရဲ့ရေးပြီးရခါကျတော့အဲ့အဲ 39 vibe ko application ရဲ့ပြီးတော့ Facebook နဲ့ Facebook မှာ TikTok နဲ့ YouTube မှာအဲ့ပါဟိုဟာလည်းမသိရှိ YMS နဲ့ပတ်သက်တဲ့ဟာရှိဆိုတော့သူအဲ့ဒါတွေကိုအဲ့ဒါတွေကြည့်ပြီးတော့စိတ်ဝင်စားတာရယ်နောက်တစ်ခုကကျတော့မြန်မာစာသင်လို့ရှိရင်လည်းမြန်မာစာဆရာမကိုလည်းမေးရပါတော့အဲ့ဒါတွေကောင်းတော့ဆိုတော့အဲ့ဒါတွေနဲ့တော်တော်များသိနေရအောင်အဲ့ညညရိုက်နေရလဲ ဟိုသူများတွေကကြည့်လို့ရှင်လေဟဲ့ဒီအမေကတော့သူ့သားကိုညတိုင်းရိုက်ခိုင်းတယ်လို့ထင်တာဟုတ်ဘူးကိုတနေ့လုံးပင်မလာနော်ဒါပေမဲ့ညတိုင်း तू ကရိုက်မယ်ဆိုတော့သူ့ရဲ့ script နဲ့ तू ကအမဒါရိုက်တာ तू က action ဆိုမှကိုကတေးဥဆောင်သွားတာပြီးရင်အမဘယ်မက်တိုင်ညရင်မမေကသားကိုဖုန်းခေါ်ဆိုလဲခေါ်ပေးရသေးတာပြီးရင် तू တယောက်တည်းသွားမယ်ဆိုလဲ तू အဲ့လိုလုပ်သေးတာဆိုအဲ့ဟာအဲ့ရဲ့ YBS အကြောင်းရိုက်ထားတဲ့ဟာအကုန်လုံးက तू ရဲ့ script तू director तू စီစဉ်တာမျိုးလို့လုပ်တာမဟုတ် မနက်မျိုးအဲ့မတိုင်ကိုလည်းမသိဘူးပေါ့နော်အရှင်ပြောကိုယ့်အိမ်နာမတိုင်အောင်ကိုမသိဘူးဆိုတဲ့အခါကျတော့သူ့ရဲ့ဥဆောင်မှုနောက်မှာပဲမျိုးကမျိုးနဲ့မျိုးညီမလေးကလိုက်ပြီးတော့ညီမလေးကရိုက်ပြီးတယ်သူကသူဖြစ်ချင်တာသူမှဒီနေ့မှဆိုရင်သူဘဲခီးသွားမယ်ပေါ့နော်သူကမတ်နေသွားဝင်ဖက်ပြီးတော့အဲဘသူကတော့ပြောထားတယ်ပေါ့မေမေဒီနေ့အဲ့အောင်သွားရအောင်ဆိုစိုက်ခေါက်ဖျားဆိုလဲစိုက်ခေါက်ဖျားပေါ့နော်ရွှေကုံဆိုလဲရွှေကုံစီဒီဆိုလဲအဲ့လိုပါသူကသူလုတ်တဲ့ဟာကိုကလိုက်ပြုတ်ဆောင်ပေးရတာသူလုတ်တာကိုလည်းလုတ်တာပေါ့အဲ့တော့ညတိုင်းသူလုတ်တာ ူရိုက်တဲ့ဟာကိုကိုယ်တည်းလိုက်ရိုက်ပေးရတော့ဆိုကိုကကိုဆိုလို့ရှိရင်အဲကြောင့်တချို့ကြောင့်ညာနေမျိုးကလက်မခံအောင်ဆိုတာကြတော့ကလေးအနေနဲ့ဝင်ပြီးမှဆိုရရဲနောက်တစ်ခါကျတော့ဘယ်လိုပုံလဲသူစိတ်ဝင်စားတဲ့ဟာဆိုတော့သူသူကသူတက်ကြွတယ်သူကသူရိုက်တယ်လေဆိုတော့သူစိတ်ဝင်စားတဲ့ဟာမျိုးဆိုလို့ရှိရင်မိဘအနေနဲ့ကတော့ဟိုတရုပ်ဆောင်လုတ်ခိုင်းရင်တော့ပတ်စံရမယ်ဆိုတော့သိရပါဘောနော်ဒါပေမဲ့လေကိုရချင်တာတခုတည်းနဲ့အဲ့လိုသွားပြီးတော့ဖိအားပေးလို့မရအောင်လေတောက်ကိုစစ်ချမ်းသာစေချင်တယ်အဲကြောင့်သူလိုက်ချင်တာကိုရိုက်ပေးလိုက်တယ်အလုပ်တွေကိုတော့မျိုးကလက်မခံနိုင်တာဟုတ် ဆိုမမေအမေအားရင်ချင်းလေးတောင်းဖျားသွားဖူးမလား Okay ဖူးလေးပြတာပဲဖျားဖူးမှာလားရှေ့တော့ဖျားသွားမယ်လို့စဉ်းစားနေရတာ Okay သွားကြတာပေါ့လာอืมอืมပြမမေရှင်းစအိမ်မယူခဲ့နဲ့နော်ဟာပတ်ဆိုင်မယူခဲ့ဘလို့မှာပတ်ဆိုင်တော့ယူခဲ့မှရမှာပေါ့ဖျားရလို့ရှင်ပန်းနေဝဲရမယ်ပန်းနေပန်းနေဝဲမယ်အင်း တတ်တတ်ဖရဲဘက်ကက်ကမယ်လေဟုတ်တယ်အားရပဲလုံးရမယ်နော်อืมဟုတ်တယ်ကိုဟာတကူမမဟုတ်ကိုမမသိတာကိုမမသိရဆိုအမားကြတော့နည်းနည်းမေ့တက်တယ်မေ့တက်တယ်ဆိုတော့ပြီးမတ်တိုင်နေပါလေမမသိဘူးကွာဒါလားပြီးတော့ကိုကိုသွားမဲ့ဟာရီတော့ကိုသိရပါဘူးကိုကိုလမ်းကြောင်းတော့ကိုကားမောင်းတော့ကိုသိရပါဘူးဒါပေမဲ့အဲ့လိုမတ်တိုင်ဘာညာအိမ်လမ်းထိပ်ကမတ်တိုင်တော့မသိပါဘူးဆိုမှအဲ့သူ့ဘသူလေ့လာထားတာအဲ့လိုမျိုးတခါကျရင်ရိုက်နေနေကိုကမေ့သွားတယ်ဆိုရှင်ကက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 ်ဟာကက်မမေအဲ့နာအဲ့လိုပြောရမှလေဘာလို့မပြောရလဲဟုတ်ကဲ့ပြောလိုက်ပါမရှင်းဆိုရအဲ့လိုပြန်ပြီးတော့ လောက်ရတယ်ဆိုတော့ तू तू ဒီနေ့မှာဘယ်ချိန်ရိုက်မလဲဆိုတော့သူက तू तू plan နဲ့ तू အဲ့ချိန်မှာကိုရီးယားလိုက်ပြုတ်ဆောင်ပေးရဆိုတော့ဒီနေ့ဆိုတော့ဥစားပေးတာဥစားရဲစီးစီးဖို့စီစဉ်လိုက်သေးတယ်အเจ้าမျိုးမျိုးကြောက်တော့မဖြစ်သေးဘူးပေါ့ဟုတ်ကတ်ထဲမှာဘယ်လောက်ရှိရဆိုတော့9000အော်အော်음သူကြတာ9000ငါကြတယ်ရှိတယ် thank you ဆိုတော့အဲ့9000နဲ့ကနေပြီးတော့နှစ်ယောက်စာပေးလိုက်မယ်800ဖြတ်လိုက်တာပေါ့နော်ဟုတ်တယ်အဲ့ဆိုဘယ်လောက်ကြမလဲဘယ်လောက်ကြမလဲ9000နဲ့800နှုတ်မဟုတ်ဘူးတသား9မဟုတ်ဘူး အော်ဟုတ်တယ်ပြရနော်၄200ကျက်မယ်ဆိုတော့อืมအဲ့ဆိုပြီးတော့အခုကားကားဝယ်ရောခဏပါပါကားပါကား83 83ဝယ်ရောက်ပြီအကွန်းရရနော်အကားနော်ဟုတ်တယ်โอเคအားနဲ့83ကဘယ်သွားမှာလဲပြောပြအောင်ဟိုတောင်ကုန်ထိသွားဒါမဲ့တတာတို့ကမိုးကောင်းမှာဆင်းမှာအော်โอเคโอเคမိုးကောင်းမှာဆင်းမှာကောင်းမှာပေါ့သူတို့ဟိုဘယ်လိုခေါ်မလဲ မညံအားကောင်းတယ်ပြီးတော့သူစိတ်ဝင်စားတဲ့အကြောင်းအရာလည်းဖြစ်တာပေါ့ငငယ်လေးကလည်းသူအကြောင်းပို့လို့ရှိရင်လို့တွိုင်းနဲ့အဲ့လိုသူကလမ်းမှာတွေ့တဲ့ sign book တွေအကုန်လုံးဖတ်တာပေါ့ဖတ်တဲ့အခါကျတော့ best store တွေလည်းသူသိနေရပေါ့အဲကပိုင်းဖျားလမ်းအဲ့လမ်းတွေအကုန်သိရယ်ငငယ်လေးကအဲ့လိုမူချိုတက်တဲ့အရွယ်တွေကတိချေနီလာသမားတက်တဲ့အရွယ်တွေဟိုကလမ်းတွေကိုသူအကုန်သိရဆိုတော့ကိုကားပေါ်ကနေကိုသွားနေနေဘယ်လမ်းဆိုတော့ပြီးသူမေးတယ်အမေတဲ့ကပိုင်းဖျားလမ်းအစဘယ်နာမှာစိုက်ဘယ်နာမှာစုံလဲတို့ ပြည်လန်းကဘယ်နားမှာစရီဘယ်နားမှာဆုံးလဲတို့ပန်ဆိုရန်ကလန်းကဘယ်နားစရီဘယ်နားဆုံးလဲအတူပဲသိရမျိုးလည်းမသိကိုရီးယားဒီတိုင်းမဲ့သွားတော့သွားနေရကွာရန်ကုန်မှာနေတယ်ရန်ကုန်မှာကြီးရယ်ဆိုမှသွားတော့သွားနေမယ်အမှုမမမဲ့ပဲ तू ကအဲ့ဘယ်လန်းရဲ့အစကဘယ်မှာဘယ်မှာဆုံးလဲဆိုတော့ तू तू အမှတ်သက်သိအမှတ်မသိဘူး လိုလိုသူကိုရေးရတော့ကော open source ဆိုရင် open source ဘယ်လမ်းနဲ့ဘယ်လမ်းထိပ်ပဲလို့လို့သွားလိုက်တယ်ကွာကဘာကြီးဖျားလမ်းဆိုတော့ဒါကဘာကြီးဖျားလမ်းဆိုတော့အဲ့လိုမဟုတ်ဘူးသူကမဟုတ်ဘူးလေမေမေကဘာကြီးဖျားလမ်းဘယ်နှမှာစပဲဘယ်နှမှာဆုံးလဲဆိုတော့အဲ့ချင်ကောကဘာကြီးဖျားလမ်းဟိုနော်ဒီနာကနေစပြီးတော့မှရွှေကိုယ်တိုင်မှာဆုံးလာလားမသိဘူးပေါ့နော်ကွာအဲ့လိုနေဖြစ်ကုန်လားကိုရေးဇဝေးသွားနေအဲ့မဟုတ်မေမေမသိဘူးတားလေးပြန်ဟောပြတားလေးပြောပြဆိုသူဆရာတင်ရဆရာတင်ခိုင်လဲကြိုက်တယ်လေအဲ့ဆိုသူကတားပြောပြမယ်ဆိုသူအဲ့လိုပြောပြတာ အရှိတ်ဘက်မောကနေဘဟန်းသုံးလောင်းကိုလမ်းလျှောက်ပြီးအဲ့အန်နေကားစီးလို့ရတယ်။ Okay ။ဒါပေမဲ့တသားဝါလစ်လန်းရောက်နေတော့အဲ့အန်နေလစ်လန်းကသားတို့အိမ်နဲ့နီးရောတသားဝါလမ်းလျှောက်လို့ရတယ်။အင်းလမ်းလျှောက်လို့ရလမ်းမလျှောက်ချင်ရင်ရောလမ်းမလျှောက်ချင်ရင်အင်းနှစ်ခုကြံရဲ့နှစ်ခု Okay အဝေးရဲ့အနီးအဝေးရဲ့အနီးရဲ့အဝေးနဲ့အရင်ဆုံးစမယ်။အဝေးနဲ့စ Okay အဝေးဆိုဘယ်လိုသွားရမှာလဲ။အဝေးဆိုရင် 62နဲ့85ကိုစင်မလိုက်ထီစီဘီအဲ့24စီလို့ရတယ်။ဟုတ်အဲ့ဒါခုံရမှာလား။ခုံရတယ်။ Okay ။အဲ့စင်မလိုက်ရနေ။အမ် तू ကလေးနေရဲ့အဲ့ best တွေရဲ့စိတ်ဝင်စားတယ်။အဲ့ YBS ကိုသူစိတ်ဝင်စားတဲ့အကြောင်းရင်းကကြတော့အဓိကတော့ तू ကကစီနေရဲ့ကစီနေရဲ့ဆိုတာဟောလေပတ်စံဟောမောက तू तू တွေ့ရတာလေမဟုတ်ဘူးလက်ဆောင်ပစ္စည်းရန်နာပစ္စည်းတွေပါလေဆို तू ကမောက်မြဲမိတယ်မင်းမင်း တားပရမလက်ဆိုတားစိန်လက်ဆိုပြီးသူ့ပတ်စံဘလောက်အမောင့်ရှိသေးလဲပေါ့သူအမြဲမေးရဲ့အဲအဲ့လိုမျိုးပေါ့သူ့ဟာသူလုံးဝစီကန်းရှိရဲ့တုံးလည်းမတုံးကိုကိုခါနဲ့ပဲတုံးတာပေါ့နော်ပြီးလို့ရှိရင်သူကအဲ့လိုမျိုး YPS ကိုသူကစီရရဲ့အကြောင်းရင်းကဒါ budget save save ဖြစ်တယ်ပေါ့နော်သွားချင်တဲ့ခရီးတွေကိုလည်းဘယ်လိုခေါ်မလဲလမ်းကြောင်းတွေအများကြီးနဲ့ရောက်နိုင်တယ်ပြီးတော့လူတွေအများကြီးကိုတစ်ခါတည်းတင်လို့ရတယ်ဆိုတော့သူကအဲ့ဒါကိုစိတ်ဝင်စားတယ်အဲ့ဆို budget save ဖြစ်တဲ့အကြောင်းရင်းကတော့အဓိကပါအာဘီ တားလိုက်မယ်သားအော်အော်နဲတက်ပြီလားတက်ပြီတက်ပြီတက်ပြီဟာပါပါပါကပါက36အ36ပေါ်တက်ပြီဟာဟိုအချစ်မှာရက်လိုက်တာမြင်မတော်မယ်မြင်မတော်အဲ့ကြောအဟာကြောရက်သွားလားအေးတက်ဟေးတီတီအတတတတတတအမလေးဟောတာရကျေသာစီရင်တော့ဘောဘတို့ရဲ့တကြည်ပြီတက်ပြီတက်ပြီတော့မတက်ပေါ့ခိုင်းသားလေးရ6နဲ့6နဲ့အော်အေး6နဲ့အကုန်ထိုင်ကြတော်တော်လေးဆိုင်မမီလေးထိုင်ဟာအေး ဖီးကုတ်ပြီးတော့ပြုတ်တယ်လိုက်ခတ်တို့စီရအာဘန်သုံးလမ်းကျော်သွားပြီဘန်သုံးလမ်းကျော်သွားဆိုဘာလို့အမပြောလိုက်မှတ်တိုင်ပါလေလေတင်းတောင်လေးကမလားမှတ်တိုင်ပါလေလို့ပြောမှာလားတခုပြောလို့ရတယ်တင်းတောင်လေးတင်းတောင်တင်းတောင်တချို့ကားရယ်ဆိုရင်တင်းတောင်မရဘူးဟုတ်လားအဲကြောက်တိုင်မှာဆင်းရပြီအမှန်တိုင်းပြောရရင်တော့လေဘက်စကစီရရဲ့ဘဝပြင်းမှန်းပါတယ်သူကကလေးဖြစ်တာရယ် အပေါ်ယံလေးတခုပဲအဲ့လိုမျိုးအဲ့လိုမျိုးနေတော့သူတကယ်ကို reality life ကိုသူမသိသေးလို့သူကအဲ့လိုမျိုးဘာပဲမတန်ရဝီဘာပြင်မယ်ဒါပေမဲ့တကယ်ကြောင့်တော့ကိုယ်ရည်အနေနဲ့ဆိုလို့ရှင်မနဲ့လှုပ်သွားရဲမှာဆိုရင်စောစောထားရတယ်ပြင်ဆင်ရတယ်အဲပြီးမတိုင်သွားရတယ်ဆောက်ရတယ်ပြီးလို့ရှင်သွားရမယ်ပြန်အရန်တနေ့လုံးပြင်မန်းတဲ့အချိန်မှာပြန်ရတဲ့အချိန်မှာလူကအရန်မောပန်းနေပြီအဲ့အချိန်မှာလည်းဟို အရင်မမန်းတဲ့အချိန်ဆိုရင်တတိယပို့ပြီးတော့ထားခတ်တယ်ကွာအဲ့ဒီမှာကပိုင်းနိုင်လည်းဖြစ်နိုင်တယ်မျိုးစုံလည်းဖြစ်နိုင်တယ်ပြန်ရတဲ့အချိန်မှာအိမ်ကနေပြီးမတိုင်ရနေအိမ်ကိုပြန်ရတဲ့အချိန်မှာလည်းအများကြီးဟိုစိတ်ဖြစ်ဖို့တော့လိုရာရှိတာပေါ့တို့ပေမဲ့လည်း transportation နေနဲ့ဒါကလောလောဆယ်ကအဆင်ပြေဆုံးနဲ့ဈေးသက်သာဆုံးဖြစ်နေတဲ့အခါကျတော့အားလုံးကိုခြုံငုံပြီးတော့ဒါပဲစီးကြတာပေါ့လေနော်အမရီမန်ချက်ကတော့အဲ့လိုမျိုးသူ့အမရီမန်ချက်ဆိုတာထက် သူ့ကိုစိတ်ချမ်းသာစေချင်တာ။ तू ရှစ်တီလာတဲ့ပုံမှာသူ့ရဲ့ choice တွေအကုန်လုံးကိုအမဖြည့်ဆည်းပေးမှာပဲ။အမဘာမှအဲ့လိုတော့အချိုးအချောင်းတော့စီလျော်ပြောပြမယ်။ဒါပေမဲ့ तू ရွေးချယ်ရာဝယ်အမတို့က support လုပ်ပေးမှာပါ။ဘာအဲ့လိုမျိုးကို against လုပ်တာတော့ရှိမှာမဟုတ်ဘူး။ဆိုတော့လူကြောက်ကဖြစ်တီလာလို့ရှင်။ तू လုပ်ချင်တာမလုပ်ရအောင်ဆိုလို့ရှင်။ तू ပြောရှင်မှာမဟုတ်ဘူး။ဥမာကဲလို့ तू ကအဲ तू ရိုက်ချင်တယ်ပေါ့နော်။ तू ရွေးချယ်ရိုက်ချင်တယ်ဆိုမှပေးလိုက်မှာပဲ။အဲသူလုံးဝအဲ့လိုမျိုးသူများတွေလာကန်လန်းလဲသူများချင်းဆိုမှအတင်းရိုက်ခိုင်းမှာမဟုတ်ဘူးဆိုတော့သူလှုပ်ရှင်တာကိုပဲ သူသူရွေးချယ် life ကိုမတော်အကောင်းဆုံးပတ်မှုပဲမယ်အဓိကသူစိတ်ချမ်းသာဖို့ဒီမိသားစုမှာလူလာဖြစ်ခွင့်ရတာရယ်လူလူဖြစ်နေရတာရယ်မှာသူကံကောင်းတယ်အဲဆိုရင်ဟာလေးကိုပဲမတော်ပံ့ပိုးပြီးမှဟိုလိုက်ပြီးတော့အရင်ချုပ်ချယ်ရအမျိုးတော့မလုပ်ဘူးအကျိုးတင်ကြောင်းတင်စီလီအောင်တော့ပြောမှာဘာလို့ဆိုတော့ ောင်းလက်သူပဲခံရမှာဆိုးလက်သူပဲခံရမှာလीเนาะကျေးဇူးအများကြီးတင်ပါတယ်အခုဆိုဘဲတော့တော့သူ့ဖန်နေပဲပေါ့เนาะတီတီရောကတားနဲ့လိုက်စီးနေရပေါ့တမီးတားလေးမပါဘူးလားပေါ့အဲ့လိုမျိုးပေါ့ဆိုတော့သူကလည်းအဲ့လိုမျိုးမက်နေအကုန်လုံးဖတ်တယ်တွေ့ထားတဲ့ခါကျတော့သူ့မှာအခုပြန်လဲမှရိုက်ပေးရအောင်ပါလေဒီရှူတင်ပြီးတော့ဘနာရတယ်ပြန်ရိုက်ပေးရအောင်ပါဆိုသူကသူတနေ့လုံးသူလည်းပြီးသွားပြီဆိုလို့ရှိရင်အမလည်းအဲ့လိုအိမ်မှာ wash ဖြစ်တဲ့အချိန်ညအဲ့ညညတိုင်းကအဲ့ဒါ wine ပြစီးရတဲ့အချိန်ပဲအဲ့တော့လိုက်စီးရအောင်ဒီညလည်းစီးရပါအောင်ပါဟုတ်